မိုင်းအောင်မြို့၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပတဲ့တဲ့ရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းမိုင်းအောင်ခရိုင် မိုင်းအောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဗလမင်းထင်ခမ်းမ၌ယနေ့နေ့နဲ့ဆယ်နာရီခွဲကဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးတွင်ခိတမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းတန့်စင်မျိုးက အဖွင့်အမစကားပြောကြားပြီး တက်ရောက်လာသည့်မြို့နယ်ဆင့်ဌာနဆိုင်ရာများရက်ွက်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများရက်ွက်ကြေးရွာအုပ်စုစည်ရေးများကတက်ဆိုင်ရာဌာနလိုက်6မြင်းဆောင်2025လအတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ပြည်စည်းမှုနှင့်9မြင်းဆောင်2025လတွင်လှုပ်ဆောင်မည်စိုက်ပျိုးရေးမွေးမြူရေးပညာရေးကျန်းမာရေးစီးပွားရေးလူမှုရေးစသည့်ဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအခက်အခဲများကိုအသေးသေးရှင်းလင်းတင်ပြကြပါရစေ။ ်ထို့နောက်တင်ပြချက်ဆွေးနွေးချက်များနှင့်ပတ်သက်၍ခေတ္တမျိုးနှင့်အုပ်ချုပ်ရေးမှူးဦးထွန်းတန့်စင်မျိုးကလိုအပ်သည့်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးဤကုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ